မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇာက2025ခုနှစ်6လပိုင်းအတွက်တနင်္လာသာသမီတွေအတွက်တလဆဆောင်းရန်ဆောင်းရန်အတွက်ကံကြမ္မာဟောစရန်ကိုဇာကဟောပေးမှာဖြစ်ပါတယ်ဒါကြောင့်တနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးဘီယာမှန်သမျှဝေးကွာလို့ကိုစီကိုစီကျမ်းမာပဂရိချမ်းသာခြင်းရှိကြပါစေကြောင်းဇာကဒီကနေ့မေတ္တာဖို့ဆုတောင်းထုတ်ပနာပြုသအပ်ပါတယ်ခင်ဗျတနင်္လာသာသမီမိတ်ဆွေတွေဒီ2025ခုနှစ်6လပိုင်းအတွက်မှာမိတ်ဆွေတို့ရဲ့ကံကိုဥစွာပြမပြောပြပေးခြင်းပါတယ် ဒီ2025ခုနှစ်6လပိုင်းတွင်မှာတနင်္ဂနွေသတ္တမီမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့ကံဟာဘာကိုဖြစ်ဖြစ်အလုပ်တစ်ခုခုကိုနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေအဲတခုခုဆိုရင်စိတ်တိုင်းမကြတာမျိုးကိုယ်နဲ့အခုစိတ်ထဲမှာမိတ်ဆွေတို့နေနဲ့ဒါကိုဖြစ်ငါတိချက်ပို့လုံနိုင်ရမှာဆိုတာမျိုးကိုရောက်ရှိနေတဲ့နေရာကိုတိချက်ပို့ပြီးတော့လုံနိုင်ရမယ်ဆိုတဲ့စိတ်မျိုးကိုကိုကိုတိချက်ပို့ပြီးတော့ငါတိချက်ပို့လုံနိုင်ရမယ်ငါတိချက်ပို့ဖြစ်ရှင်တဲ့စိတ်မျိုးတွေ ဖြစ်ပေါ်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးတွေများစွာ ကြုံတွေ့နေရသောကာလကြုံတွေ့ရတဲ့လဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့အလုပ်တစ်ခုခုကိုနှစ်ခါပြန်လုပ်ရတာမျိုး rapid ပေါ့သွားပြီးသားနေရာတစ်ခုကိုနောက်တစ်ခါထပ်သွားရတာမျိုးတွေကြုံရတတ်တယ်လို့အဲမိတ်ဆွေတို့နေနဲ့ဘာကိုဖြစ်ဖြစ်တစ်ချိန်နဲ့နဲ့မပြီးတာမျိုးနှစ်ချိန်ဖြစ်တာမျိုးကိုလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လည်းငါတိကျပိုလုံနိုင်ရမှာဆိုပြီးကိုကိုကိုစိတ်တိုင်းမကြအားမရခြင်းမျိုးတွေကြုံတွေ့နေရတတ်တယ်သို့တော့မိတ်ဆွေတို့တိထားဖို့လို့ဒါမိတ်ဆွေတို့ရဲ့ကံကိုကဒီလိုပြည့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအာဂျန်ကြီးလဲဟို ဟိုဘယ်လိုပြန်စိတ်တိုင်းမကြအာမရမဖြစ်ဖို့သတိပြုဖို့အတွက်တော့ဆရာကပြောပြပေးခြင်းပါတယ်ဒါအပြင်မဖြစ်ပေါ်လာတော့ကိစ္စလေးတွေမှာဖြစ်တယ်စိတ်ထဲမှာဖြစ်ရှင်နေတာမျိုးလေးတွေခྱི་သွားကျင်တာမျိုးရေမြေရှားဘာသာရှားနိုင်ငံရှားပတ်စုဗီဇာခྱི་သွားတာမျိုးလေးတွေမှာများစွာဖြစ်ပေါ်ပြီးတော့သွားကျင်နေတာမျိုးလေးတွေတရွာမပြောင်းသူကောင်းမဖြစ်ပြောင်းလဲလှုပ်ဆောင်ရင်ကောင်းမလားလို့တွေးခေါ်နေတယ်ဒီလိုတွေးခေါ်နေတဲ့မိတ်ဆွေများသတိပြုစင်ကြင်ရအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာကျမ်းမာကြီး ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့နှလုံးနဲ့ပတ်သက်တာမျိုးလေးတွေအသက်ရှူကျက်တာမျိုးလေးတွေမောတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့အသက်ရှူကျက်တာမျိုးမောတာမျိုးလေးတွေငါကကအအသက်ရှူကျက်မောတတ်တဲ့မိတ်ဆွေများတတိပြုရဆင်ကျင်ရတော့လိုအပ်သောအပတ်တာဖြစ်တယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်တော့အထက်လူကြီးအကြီးအကဲတွေကြောင့်ဖြစ်စေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေလွန်စွာများသောလဖြစ်ပါတယ် ်ဘာဖို့ဖြစ်ဖြစ်ကိုကိုအပြားဆိုင်တိုက်ခိုက်နေပေါ်နေတာမျိုးတွေဘာဖို့ဖြစ်ဖြစ်ကိုကိုမဟုတ် လေလွင်တပုတ်လေလွင်နေပြောခန့်နေရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးကိုတတိချားစင်ညာအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတနင်္လာသားသမီးမိတ်ဆွေတွေကဒီအလားတာတို့တွေမှာလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်လုပ်ငန်းပြိုင်အလုပ်ပြိုင်ပြီးပေါ်လာတာမျိုးလုပ်ငန်းနဲ့ပတ်သက်ရင်စိတ်ပန်းလူပန်းစိတ်မောလူမောစိတ်ညစ်ရတာမျိုးတွေဒီအနှင်းငယ် ထပ်ပို့ပြီးတော့ကြုံရတက်ဒေါ်လာဖြစ်တယ်အထက်လူကြီးရဲ့အကြီးကဲတွေနဲ့ပတ်သက်လို့အစင်မပြေတာမျိုးကိုကိုများများနဲ့နဲ့ဖိပြီးတော့ခိုင်းတာမျိုးလေးတွေကိုကိုနည်းနည်းလေးစီမင်းအသည့်အနေရာအသည့်လုပ်ငန်းအသည့်အဆရလိုကကြက်တာမျိုးလေးတွေကြောက်မလို့လို့တော့အထက်လူကြီးအကြီးကဲတွေရဲ့ဖိအားပေးခြင်းမျိုးလေးတွေကြုံရတက်ဒေါ်လာဖြစ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ အဲလူမြင်ခံတဲ့ငွေကြီးတွေကငွေမမြဲဘူးဆိုလိုချင်တဲ့အထိပယ်ကမိမိမှာရှိတာကိုတိုးတိုးတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝထားရမယ်ပိုနေစရာနဲ့လာပေးရင်ပေးထားအသူသီးမဟုတ်လို့ရှိရင်တော့ကို့မှာရှိနေတဲ့ငွေကိုထုတ်ကြွားမိတာမျိုးထုတ်ပြောမိတာမျိုးလေးတွေဆိုရင်ငွေကြီးနဲ့ပတ်တိုင်ငွေမမြဲတော့လှအဲ့ဒီကလူမြင်မခံတော့လှဖြစ်တဲ့တူကဘာကိုဖြစ်ဖြစ်ငွေကြီးနဲ့ပတ်တိုင်တိုးတိုးတိတ်တိတ်လှုပ်ရမယ်ငွေကြီးနဲ့ပတ်တိုင်ဂျိမ်ဖန်များစွာတရားစဉ်းစားလှုပ်ရမယ် ငွေပတ်စံနဲ့ကိုယ့်ပတ်စံနဲ့ကိုရှိပြီးတော့မကောင်းတဲ့အထက်ပညာတွေစုံနေအောက်လန်းနေအထက်ပညာမျိုးတွေနဲ့ပြူစားတိုက်ခိုက်တာမျိုးတွေကြုံရတတ်တယ်။ငွေမရှိပါနဲ့ငွေရှိရင်တစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတောင်းတာမှရရှိနိုင်တယ်။စုံရင်လည်းစုံသွားနိုင်တယ်တို့ကငွေကြီးနဲ့ပတ်သက်လာရင်တူတူသိသိနဲ့လှုပ်လှုပ်ဝဝလှုပ်ဆောင်တင်ပြီးတော့ကို့မှာရှိတဲ့အမောက်ကိုလူတိတာမျိုးလူမြင်တာမျိုးဆိုအဲ့ဒီငွေဟာအကြောင်းအရာမျိုးစုံနဲ့မမြဲတက်တော့လာဖြစ်တဲ့အတွက်တော့သတိပြုစင်ကြီးကလိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တို့မှာဆိုရင် လုပ်ငန်းရာထူးနဲ့ပတ်သက်လို့ရှိရင်ဖြစ်နိုင်လို့ရှိရင် မပြောင်းမှနဲ့ပြောင်းဖို့အတွက်လည်းကံကအားနေစီတာမျိုးလုပ်ငန်းရသူတိုးဖို့အတွက်ပြောင်းနေတာမျိုးနေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှိရင်စိတ်တိုင်းမကြတာမျိုးလေးတွေကြော်ဝတ်တက်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်လုပ်ငန်းပြောင်းခြင်းလုပ်ငန်းရွှေ့ခြင်းတွေဟာမိမိအနေနဲ့လုပ်ငန်းပြောင်းဖို့အတွက်အားနေစီတာမျိုးအဲရာထူးတိုးဖို့ရာထူးတက်ဖို့အတွက်တော့ကံကတော်တော်လေးအားနေတယ်အကယ်၍တိုးခဲ့ရင်တော့မိတ်ဆွေတို့နေရာနေရာကိစ္စထိုင်ခင်းကိစ္စနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေဖြစ်နေတဲ့အတွက်လက်ရှိရှိနေတဲ့နေရာကိုပဲကိုယ့်ဟာကိုယ်လှုပ်ပြီးတော့တတိထားကိုယ့်ဟာကိုယ်ပုံမှန်ပဲလှုပ်သွားဖို့လို အပ်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာကွန်ပျူတာနဲ့ငါကကိုကနားလိုက်တဲ့အချိန်မှာလုပ်ငန်းအလုပ်ရှင်ကတွေ့သွားပြီးတော့ငါကိုဒီလိုများထင်နေမလားဆိုတဲ့စိတ်တွေများစွာပြင်ပန်များစွာဖြစ်ရတတ်တဲ့အတွက်ကိုကကိုဒုံခဲအမာရောမန်ကိုကကိုလှုပ်ရှားရှိတဲ့လူကိုတာဝန်ကြီးကြီးနဲ့ပြည့်ပြည့်အောင်လှုပ်ဆောင်တာကသာပုံမကောင်းမှုပြီးတော့အားသာတော်လဖြစ်ပါတယ်ခင်ဗျာအကျိုးပေးစေတော်လုပ်ငန်းတာဒီလိုက်တာတော့တွေ့မှာဆိုလို့ရှိရင်တင်းလာသားသမီးမိတ်ဆွေတွေနဲ့ရွှေနဲ့ပတ်သက်တာမျိုးလေးတွေဝင်တတ်ပါတယ်ဒါအပြင်တံမိုးကြီးတဲ့လက်ဆောင်ပစ္စည်းပဏာရီရရှိတတ်တော်လဖြစ်ပါတယ် အယောင်းဝင်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အလှကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အမှုပညာနဲ့ပတ်သက်တာတွေပကြီးပပုဒေတင်ပေဒစံကြံတရုပ်ဆောင်အစိုးအကအရေးတိအတုခုမှသဘင်ခန်းစားတက်ဝင်မှုနဲ့ပတ်သက်တာမျိုးလေးတွေမှာအာတာကောင်းမှုတွေအတွက်ငကူကအစင်မပြေခဲ့တဲ့တင်းလာသားသမီးတွေအမှုပညာရှင်များဟုရှေ့တို့ဆောင်ရွက်ရင်အပွင့်ထက်တဲ့အကြည်တက်တွေရရှိပြီးတော့တဘာတူထက်ကိုပုံမှုပြီးတော့တာလွန်ကောင်းမှုနေတဲ့အတွက်အမှုပညာလုပ်ငန်း ပကြီးပပုဗေဒီမီရာစံကြံသေးဥဆောင်စာရေးတာမျိုးဒါမျိုးတွေနဲ့ပတ်သက်ရင်တော့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိတတ်တယ်လို့လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အလုပ် ရာထူးနဲ့ပတ်သက်လာလို့ရှိရင်မိဆွေတို့ကိုနေရာပေးခြင်းခံရတာမျိုးလေးတွေသူများရဲ့အလုပ်တွေသို့မဟုတ်တပားသူရဲ့အလုပ်တွေကိုဦးစီးဦးဆောင်ပြီးလုပ်ပေးရတာမျိုးတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်။ဒါအပြင်ဆက်တူလုပ်ငန်းတွေရဲ့အကျိုးပေးပါတယ်။အဲလုပ်ငန်းနဲ့ပတ်သက်ရင်တဦးနဲ့တယောက်တည်းလှုပ်ဆောင်တာထက်အများနဲ့အဖွဲ့အစည်းနဲ့အသင်းအဖွဲ့နဲ့ဆက်တူလှုပ်ဆောင်တာမျိုးလေးတွေအားသာပြီးတော့တိုးတက်ပြီးတော့ကောင်းမွန်နိုင်တယ်။လာဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပေးရစီခင်ဗျ။မိဆွေတို့ဒီလာတာအတော်တွေမှာမိသားစုနဲ့ပတ်သက်ပြီးတော့အိမ်နွေးရေးနဲ့ပတ်သက်ပြီးတော့ အမွေကိစ္စနဲ့ပတ်သက်ပြီးတော့ငကုကအမှုကိစ္စနဲ့ပတ်သက်ပြီးတော့အဲကြံ့ကြာခက်ခဲပိတ်ပင်နေတဲ့မိတ်ဆွေများအဖို့ကတော့မိမိရဲ့ဆရာသမားအသက်ကြီးတော့အကြီးအကဲလူကြီးမိဘဆရာတွေတမားတွေကိုတိုင်နေပြီးတော့ဖြည့်ရှင်းလိုက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမယ်လာဖြစ်ပါတယ် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစင်စဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်လို့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးတယ်။အပြော်ပါနဲ့ပတ်သက်တာမျိုးတွေဖျားဘူးခရီးလေးတွေမထင်မဖဲသွားတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းမိတ်ဆွေအစ်တည်းရဲ့အကူအညီထောက်ကူကိုရရှိတတ်တယ်လို့ဘာကိုဖြစ်ဖြစ်တဦးတည်းတယောက်တည်းစဉ်းစားတွေးခေါ်နေခြင်းထက်ဇေယသမားကောင်းမိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေရဲ့အကြံဉာဏ်ကိုရယူပြီးတော့ဖြည့်ရှင်းအောင်မြင်တိုးတက်ပြီးတော့အားသာနိုင်ပါတယ်။တန် တွတ်လုပ်ငန်းတွေတန်လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ခြင်းနဲ့တိုးတက်ရင်အားသာပြီးတော့ကောင်းမွန်ပြီးတော့အဖွဲ့အစည်းအများနဲ့ပတ်သက်တာမျိုးအသင်းအစုဝေးနဲ့ပတ်သက်တာမျိုးဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်ရင်တိုးတက်သလောက်အောင်မြင်နိုင်တယ်လို့မိသားစုကိုအချိန်ပေးတင်တော်လားမိသားစုနဲ့ပတ်သက်ပြီးငကူကနားလည်မှုလွဲနေတာမျိုးတွေနားလည်မှုရရှိအောင်စွမ်းဆောင်နိုင်တတ်တော်လားဖြစ်တယ်။ဆွေမျိုးသားချင်း ညီကိုမောင်နှမတွေရဲ့တရင်ကောင်းနေကြားရတာမျိုးလေးတွေစိတ်ချမ်းသာစရာတရင်မျိုးလေးတွေကြားရတတ်တာမျိုးမျက်နှာရတာမျိုးလေးတွေကြုံရတတ်တယ်။ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ဘာကိုလှုပ်လို့အခက်အခဲကြုံရတဲ့မိတ်ဆွေများအဖို့ကတော့တမန်တော့မဖြစ်နိုင်ဘူး။ကိုကြိုးစားသလောက်မအောင်မြင်ဘူးဆိုရင်လုပ်ငန်းအတွင်းအလုပ်အတွင်းမှာတပည့်လက်သားအောက်လက်ငယ်သားကဖြစ်စေလုပ်ငန်းသူကဖြစ်စေအเจ้าရမျိုးစုံနဲ့မိမိရဲ့လုပ်ငန်းမှာကြိုးစားသလောက် အစင်မပြေပဲနဲ့ခက်ခဲပိတ်ပင်နေတာမျိုးတွေခွေးတို့မကောင်းတဲ့အရာလေးတွေအိမ်မက်မှန်နေဂျိမ့်သိပြီးမိတ်ဆွေရဲ့လုပ်ငန်းအတွင်းမှာမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်ခြင်းမျိုးတွေခံထားရနိုင်တဲ့အတွက်နီးစပ်ရဆရာတွေနားမှာဖြစ်စေကိုယ့်ရဲ့အတီကျွမ်းမိတ်ဆွေဆရာတွေနားမှာအတိုက်ခိုက်တွေဖယ်ရှားရှင်းလင်းလိုက်ပါလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အတိုက်ခိုက်အပြိုင်ဆိုင်တွေ များနေတက်ပြီးတော့မကောင်းတဲ့ပညာရက်တွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်တာမျိုးတွေလုပ်ငန်းအတွင်းအလုပ်အတွင်းမှာမနေနိုင်အောင်ကိုယ်စိတ်မပါအောင်အဆင်မပြေအောင်ဆိုပြီးတော့ lucky apps ရင်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားစီနေရတော့လိုအပ်ပါတယ်နိုင်ငံရခီးသွားဆိုင်ရာလုပ်ငန်းတွေ passport visa ဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင်သတိပြုစင်ကြင်ရလိုအပ်ပြီးတော့မတိကြမရရတဲ့အလုပ်တွေမှာလူယုံမလွယ်ပါနဲ့ငွေကြေးလိန်ခံရတာမျိုးလေးတွေ ပတ်စံအလိန်ခံရတာမျိုးတွေဟိုရောက်သွားတော့မှလိုင်းမမလည်းတွေ့နေပါတယ်အလိန်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဘာသာရှားနိုင်ငံခြားခရီးသွား passport လုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါ passport visa လုပ်ငန်းနဲ့ပတ်သက်အားသာမှုတွေအားနည်းတဲ့အတွက်မိတ်ဆွေတို့နေနဲ့သတိပြုစင်ကျင်ပြီးတော့တေချာရေရာမှသာလှုပ်ဆောင်ရန်လိုအပ်သောအပတ်တာကာလဖြစ်ပါတယ် အိုးအိမ်ချမ်းမြေမြာနဲ့ပတ်သက်လို့ဝယ်ရာမျိုးလေးတွေရောင်းတာမျိုးလေးတွေစောက်တာမျိုးလေးတွေမှာအားနည်းစီတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အိုးအိမ်ချမ်းမြေဝယ်ရာမျိုးတွေအိုးအိမ်ချမ်းမြေစောက်တာမျိုးလေးတွေမှာကိုယ့်ရဲ့အမိခံမစောက်တာကအကောင်းဆုံးဖြစ်မယ်လို့ဆရာပြောလိုက်ပါရစေ။ဒါအပြင်ဘာသာစကားနဲ့ပတ်သက်တာလေးတွေသင်တန်းနဲ့ပတ်သက်တာလေးတွေမှာမိတ်ဆွေတို့အနေနဲ့စိတ်မပြောမရှင်ဖြစ်ရတာမျိုးပညာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့အဲဆွမ်းလာလို့ပေါ့ လူထင်ကြီးခံရတာမျိုးလေးကိုဟာတက်မြောက်ပြီးတော့ပညာရက်ကိုထက်တင်နေတာမျိုးတော့မိမိတက်မြောက်ပြီးတော့ပညာကိုလက်တွေ့ကြကြအသုံးချရင်တိုးတက်ရှင်တဲ့အောင်မြင်ခြင်းတွေရရှိနိုင်တယ်လူငယ်တွေအရှိကြီးမှာတော့ရှစ်သူကြီးစားမိမိရှစ်တော်မြန်လို့တော်သူကိုတစ်ချိန်ထက်ပို့ပြီးပြောဆိုပါနှစ်ခါသုံးခါလောက်တော့ပြောပါငူနေတာဖြစ်လိမ့်မယ်ပြောဆိုပါဒါဆိုရင်ရပါလိမ့်မယ်တချိန်တော့ချော့ချော့ချူချူမရနိုင်ပါဘူးသမီးကြီးသားများအနေနဲ့ဝေးကွာနေသူတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်လို့အဲ အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်တော့တတိထားဆင်ကျင်ပြီးတော့အားနည်းစီတော့လာဖြစ်ပါတယ်။ငကိုကဝေးကွာနေတော့အိမ်အောင်ကြီးမှာတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့အိမ်အောင်ကြီးမှာဆိုရင်တော့မိမိတို့အနေနဲ့မိမိရဲ့ဇာယသမားအကြီးအကဲတဦးတယောက်ရဲ့အဖြေရှင်းမှုကိုရယူပြီးတော့ဆုံးမမှုရယူပြီးတော့ဖြေရှင်းလိုက်ပါ။ဒါဆိုရင်အောင်မြင်တိုးတက်သွားပါလိမ့်မယ်။သို့တော့ ဒါကြအိမ်တော်ရင်းနဲ့ပတ်သက်လို့ရှိရင်အစင်မပြေနိုင်စရာနှစ်ချက်ပဲရှိပါတယ်။နံပါတ်1တစ်ချက်ကတော့ငွေကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်မမတိအောင်လုပ်တဲ့အခါမှာပြဿနာကရောက်ကစားလေးပြီးပေါ်လာတာမျိုးတွေတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တိုင်းတိုင်းမင်းမင်းညှိနေနေနိုင်လို့မှအစင်ပြေမယ်။ဒါအပြင်ဒါသမီးကိုအကြောင်းပြုပြီးပြဿနာအရှိတင်လေးတွေများရတတ်ပါတယ်။ဒါလေးတွေကိုသတိထားစင်ကြင်ရအတွက်တော့မိတ်ဆွေတို့လိုအပ်တာပေါ့။ဒီလက်ထာတော်အတွင်းမှာ အကျိုးမပေးစေသောလုပ်ငန်းတွေကိုဆက်လက်ပြောပြရရင်စုပြောရရင် OA ရှံမီလုပ်ငန်းတွေအကျိုးမပေးပါဘူးမကောင်းတဲ့အနှောက်အယှက်တိုက်ခိုက်တွေဆုံးအပ်တတ်ပညာပြုစားတိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အတွက်သတိထားပါယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးချက်လှုပ်ဆောင်တာမျိုးယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တိုးတက်အောင်ယာရုတိုးဖို့မျှော်လင့်မနေပါနဲ့တိုးလာရင်လည်းနေရာထိုင်ခင်းကိုတိကျချပွေးစူးစမ်းမှသာအောင်မြင်မဲ့ကာလအပတ်တာကာလအပိုင်းစားဖြစ်တဲ့အဲအလောင်းကစားနဲ့ပတ်သက်ပြီးတော့ချက်ချီနဲ့ပတ်သက်ရင်တော့ကန်တော့စမ်းတဲ့နဲ့သို့တော့ လိုတာထပ်ပို့ပြီးတော့လောဘကြီးတာမျိုးလေးတွေဆိုရင်တော့ဒုက္ခရောက်တတ်တဲ့အတွက်ကြောင့်မလို့တတိထားစင်ရင်ပါဒါအပြင်မိတ်ဆွေတို့အနေနဲ့လူဘာသာစကားသင်တန်းတွေ online social media နဲ့ပတ်သက်တာတွေအယုံကြီးမလွယ်ပါနဲ့လူလိန်ခံရတတ်တဲ့အတွက်တတိထားစင်ရင်အတွက်တော့လိုအပ်ပါတယ်အယောင်ဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာအနုပညာလုပ်ငန်းတွေအလှကုန်ပစ္စည်းတွေစံစီစစ်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေတန်တွတ်တဲ့အဆရှိတဲ့လုပ်ငန်းတွေ ဘာသာရေးဆိုင်ရာလုပ်ငန်းတွေဖျားဖူးဆိုင်ရာလုပ်ငန်းတွေမှာအာသာကောင်းမှုပြီးတော့တိုးတက်ပြီးတော့ကံကောင်းစီတော့လာအကျိုးပြုစီတော့လာဖြစ်ပါတယ်။ငကောကဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးမိသားစုနဲ့ပတ်သက်ပြီးတဦးနဲ့တူတယောက်နဲ့တယောက်တင်းနေလာတာမျိုးမိတ်ဆွေတွေနဲ့နားလည်မှုလွဲနေတာမျိုးတွေဆိုရင်ခြေတို့ဆောင်ရွက်ပြီးတော့တိုးတက်ခြင်းနဲ့ကောင်းမှုခြင်းတွေရရှိမယ်လာဖြစ်တာတော့ဂျိမ်းသေးပြောရပါတယ်။ဒီလက္ခဏာတော်အတွင်းမှာပါဇက်ကဖရာလက်ကကာယဖြစ်နေတတ်တဲ့အတွက်မိတ်ဆွေတင်းလာသားသမီးတွေဘာသာတရားပို့မှုလောက်ရန်အတွက်တော့လိုအပ်ပါတယ်။အရာရာအစဉ်ပြေစီပြီးတိုးတက်စီရန်အတွက် ြုလုပ်ရမယ့်အဋိဋ္ဌံရေရေအနေနဲ့ပြုလုပ်ခြင်းတပါမိစွေတို့ရဲ့ရီမန်းချက်ရည်ရွယ်ချက်တွေရှိလို့ပြေဝခြင်းတပါဆိုရင်တော့ဖြင့်မဟာသမယတုတ်ကို6ရက်တည်တည်အဋိဋ္ဌံဝင်မှာမိစွေတို့ရဲ့ကံဟာတိုးတက်ပြီးတော့ပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းလာပါလိမ့်မယ်ဒီလာရတော်အတွင်းမှာဗုဒ္ဓဖူးသားသမီးအင်္ဂါသားသမီးတွေတွဲလောက်တာမျိုးဗုဒ္ဓဖူးရဲ့အင်္ဂါရက်တွေမှာအရေးကြီးသောလုပ်ငန်းတွေကိုဆောင်ရွက်လှုပ်ဆောင်မှာအကျိုးပေးစေသောကဏ္ဍအခရာတွေအနေနဲ့9ကဏ္ဍ6ကဏ္ဍ8ကဏ္ဍဖြစ်ပါတယ်အကျိုးပေးစေသောအရာုံနေနဲ့ဆိုရင်တော့ အဝါရောင်တို့မိုးပြရောင်တို့အစိမ်းရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အားသာစေပါတယ်။ဒါ့အပြင်အကျိုးပေးစေသောအရက်ဟာအနောက်ဆူဆူအရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိတောင်တောင်အရက်ဖြစ်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဝါရောင်ကျိုးကလေးဖြစ်စေအဝါရောင်အဲလက်ကင်ဘဝလေးကိုဖြစ်စီစောင့်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုပြောဆိုဆောင်နေအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကျင်းတည်ရရှိမှာအသေးကြပဲဖြစ်ပါတယ်ခင်ဗျာ အဆက်ဆက်အရေအရာတတိချားစင်ကျင်ရမှာတော့ဘာကိုဖြစ်ဖြစ်တနည်းဦးနေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးလေးတွေကကံရဲ့နည်းနည်းထင့်ော့ကြံ့ကြစီသလိုအထက်လူကြီးအကြီးကြီးတွေနဲ့စကားပြောဆိုတဲ့အခါမှာစကားကိုလိုတာထပ်ပို့မပြောဘူးလိုအပ်ပါတယ်စကားပြောမှားတာမျိုးလေးတွေဖိအားပေးတာမျိုးလေးတွေကြုံရတတ်တယ်ဒါပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ် အဖြူရအထက်အောက်အဖြူရောင်နေဖြစ်စေအထက်အောက်အနက်ရောင်နေဖြစ်စေအဲတသားတဲ့တရောင်နေဖြစ်နေသောအရောင်တွေကိုဖြစ်နိုင်ရင်စင်ကျင်တတိထားဝစ်စင်ပြီးဖို့လိုအပ်ပါတယ်တတိထားစင်ကျင်ရမယ့်အရောင်နေနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အနက်ရောင်တို့နော်ဒါအပြင်အရောင်အရန်ရင်းရင်တွေတောက်တောက်တွေကိုတတိထားစင်ကျင်ပြီးဖို့လိုအပ်ပါတယ်တတိပြုစီရမှာတော့ဘာကိုလှုပ်လို့တနင်းဝန်တွေတာသမီတနင်းဝန်တွေရက်တွေမှာလှုပ်ဆောင်တဲ့အခါတတိထားစင်ကျင်ရလိုအပ်တယ်လို့မိတ်ဆွေတို့အနေနဲ့အဲအရှိ့ ဆနာလိုအခြေစူးစူးရဲ့ရက်တွေကိုခရီးထွက်တာမျိုးလေးတွေမှာမိတ်ဆွေတို့ရဲ့လုပ်ငန်းတွေကြန့်ကြာစေတာအသေးစားပဲဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့သွေးသွေးတိတ်တိတ်လှုပ်ဆောင်တာကသာအားသာကောင်းမွန်ပါတယ်။ဘာသာရေးဆိုင်ရာကိစ္စတွေမှာရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမွန်ပါတယ်။မိတ်ဆွေဟောင်းပေါင်းသင်းဟောင်းတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့အားသာပြီးတော့တိုးတက်ကောင်းမွန်စေတာအသေးစားပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကိုဟာ ငကူကနော်ဟိုမိမိတို့အနေနဲ့လှုပ်ဆောင်မှုအတွက်တွေးခေါ်စဉ်းစားထားတဲ့ဘာသာရေးဆိုင်ရာတွေဖျားတဲတာတွေလူတာတွေတန်းတာတွေကိုအားသာကောင်းမှုပြီးတော့တိုးတက်အောင် ပြန်လဲပြီးတော့ပြုပြင်ဖို့ရည်မှန်းချက်လေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျင်းသေးပေါင်းလူဟာတန်းရမှာမျိုးတွေအလူတန်းနဲ့ပတ်သက်လို့အိမ်မက်မှတ်တာမျိုးလေးတွေဆိုမိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ကောင်းမှန်ပါတယ်အဲလူဖို့အတွက်ကံအထောက်အကူတွေရရှိတာမျိုးလေးတွေဂျုံကတက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ရဲရဲဝုန်းဝုန်းနဲ့သာလှုပ်ဆောင်ပြီးတော့လူတန်းလိုက်ပါအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွယ်အယောင်းထွက်စေဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခရင်လေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါ ရောင်းဝယ်တွေကောင်းပြီးတော့တိုးတက်လာပါလိမ့်မယ်ခင်ဗျာเนาะအဆက်ဆက်ရေအစင်ပြီးအောင်မြင်စီပြီးတော့တိုးတက်စီရင်ရေရရာမပြောမီဇန်ငယ်သားမှာပြီးနေပြီချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်7902904100 WhatsApp Telegram မှာဖြစ်စီ Viber မှာဆက်သွယ်မေးမြန်းနိုင်သလို Viber နဲ့လုံးက9653505နှစ်မှာဆက်သွယ်နိုင်သလိုဇာငင်နားမှာဂျွန်နတ်တန်လျက်ဒီအဆောင်လက်ပတ်တွေလည်းမှာယူလို့ရပြီဆိုတဲ့အကြောင်း marketing စီရင်နဲ့တနင်္လာသားသမီးမိတ်ဆွေတွေအဆက်ဆက်အရရစကန်ကောင်းစီပြီးတော့ငွေကြီးကန်အားသာကောင်းမွန်စီရန်အတွက် စေဝါလူတန်းပြီးတော့ကုသိုလ်ကိုလုပ်ရပါမယ်။စေဝါလူတန်းပြီးရမယ်ဆိုတော့ဘလို့လူမျိုးစေဝါလူတန်းရမယ်ဆိုတော့မိမိထအသက်အရွယ်ကြီးသောသူကိုစေဝါလူတန်းခြင်းဖြင့်ကံကောင်းနိုင်ပါတယ်။ဒါအတူပဲလူသုံးမျိုးလူရမှာနော်မိမိနဲ့အသက်ရွယ်တူကျမ်းမာရေးရှုပ်ရွေးနေတာမျိုးရှိလက်အင်္ဂါမပြည့်စုံသူတွေကိုစေဝါလူတန်းခြင်းဖြင့်ကံကောင်းနိုင်တယ်။တတိယတစ်ချက်ကတော့မိတ်ဆွေတို့အနေနဲ့ယဟန်တန်ကတက်ကြီးထေကြီးဝါကြီးတွေကို ရည်စိုးပြီးတော့လှူပါမိတ်ဆွေတို့ရဲ့အခက်အခဲတွေပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းစီပြီးတော့ကံကောင်းလာစေမှာပါမိမိရဲ့အိမ်အတွင်းမှာနှင်းစီပန်းတွေအိတ်ချိမျက်နှာစာမှာနော်စူးပသောပန်းတွေသို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့ရဲ့အိမ်ရဲ့မျက်နှာစာမှာနော်စွမ်းရလို့ပေါ့ဟိုထင်းငော့ကြန့်ကြာစီသောအရာလေးတွေဖြစ်နေတာမျိုးတွေဆိုဆိုဖယ်ရှားရှင်းလင်းပြီးတော့မိမိရဲ့ကံကောင်းတိုးတက်စီရန်အတွက်ဆိုအိမ်ရှိမျက်နှာစာကိုတန်ချင်းရင်လှုပ်ချင်းဖြင့်လက်ပွင့်နိုင်ပါတယ်လို့ပြောရင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာ ြီး၆လပိုင်းတွင်မှာအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေကြောင်းဆရာကပြောရင်းနဲ့အင်္ဂါသားသမီးတွေအလှမ်းမှာပြန်တွေ့ပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်